အာနာသိမ့်ပြီးနောက်နိုင်ငံရေးကြောင့်ဖန်စီခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေအတွက်အကျဉ်းထောင်တွေမှာကျန်းမာရေးစောင့်ရှောက်မှုပိုဆိုးလာနေတယ်လို့ကုညီရေးဖွဲ့ရေးစီကနေသိရပါတယ်။ဒါကြောင့်တစ်နှစ်ထက်တစ်နှစ်အသက်ဆုံးရှုံးရသူအရေအတွက်ပိုမိုများပြလာနေတယ်လို့နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့နိုင်ငံရေးအကျဉ်းသားတွေအတွက်ဆောင်ရွက်နေတဲ့ဖွဲ့ရေးစီကနေသတင်းရရှိပါတယ်။နှစ်စဉ်နိုင်ငံရေးအကျဉ်းသားအနည်းဆုံးအယောက်30ကနေ90ဝန်းကျင်ကြားပြင်းပြတည်ဆုံမှုတွေဖြစ်လာနေတာကြောင့် တော်လိုင်းကြီးကလာကြလာတာနဲ့အမျှအကျဉ်းထောင်အတွင်းတည်ဆုံမှုက ထောင်ကနန်းလောက်အထိဖြစ်ပေါ်လာနိုင်တဲ့အခြေအနေရှိနေတယ်လို့ဆိုပါတယ်။လက်ရှိမှာမောလိုက်ကလေးအကျဉ်းထောင်မှာနိုင်ငံကြီးအကျဉ်းသားတွေနဲ့တခြားအကျဉ်းသားတွေဟာအရေးပေါ်စေကူတာခွင့်ရဖို့ထောင်အာဏာပိုင်တွေကိုငွေကြေးအများအပြားလက်ထိုးနေရတယ်လို့သိရပါတယ်။ထောင်တွင်းကနိုင်ကျင်းတွေရဲ့အခြေအနေနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံလုံးဆိုင်ရာအကျဉ်းသားများကွန်ရက် PPNN ဦးဆောင်ကော်မတီဝင်ကိုတိုက်ထွန်းကအခုလိုပြောပါတယ်။ ကျွန်တော်တို့ကျင်းထောင်တွင်နိုင်ငံကျင်းသားတည်ဆုံမှုဟာတရက်ဒီတစ်နှစ်တာမှာအနည်းဆုံး20ကနေမှာပေါ့နော်35ဦးလောက်ဒီကောင်မှာကျမ်းမာရေးဆောင်ရှားမှုတော့ဆောင်မရရှိဘူးတည်ဆုံရတဲ့အခြေအနေမျိုးတွေကျွန်တော်တွေ့ရပါတယ်တစ်နှစ်တစ်နှစ်မှာဒီပမာဏဟာငယ်တဲ့ပမာဏမဟုတ်ဘူးဆိုတော့ကဘာကြီးကိုတည်ဆည်ချင်ပါတယ်သူတို့တွေရဲ့ဘဝတွေရဲ့အသက်တွေရဲ့နောက်ပိုင်းမှာသူတို့ကိုမျှော်လင့်ဆောင်ကြပြီးပါသူတို့တွေကိုအားကိုးနေရတဲ့မိသားစုဝင်တွေပါတိုင်းရိုက် ဒီရဲ့ဒုက္ခဆင်းရဲနဲ့အခက်အခဲကိုကြုံနေရတာဖြစ်တဲ့အတွက်နိုင်ငံချင်းသားရအားလုံးအများဆုံးလူမျိုးရေးကိုနိုင်ငံတကာအနေနဲ့ပူလေးထားတောင်းဆိုပေးကြဖို့လိုအပ်တယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်ခင်ဗျာအလားတူမြန်မာနိုင်ငံရှိအချင်းထောင်တွေမှာအရေးပေါ်ဆေးကုသမှုအတွက်ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမပေးထားတာကြောင့်နိုင်ငံရေးအချင်းသားတွေအပါအဝင်အချင်းကြခံနေရသူတွေမှာယောဂါတွေဖြစ်ပေါ်တာယောဂါအခံတွေပုံမှုဆိုးရွားလာတာတည်ဆုံးတဲ့အခြေအနေမဟုတ်ပဲအသက်ပေးရတဲ့အထီးဖြစ်ပေါ်နေတယ်လို့သူကပြောဆိုပါတယ် 2022ခုနှစ်နောက်ပိုင်းကနေစပြီးနိုင်ငံရေးအကျဉ်းသားတွေကိုမိသားစုဝင်တွေပေးတဲ့စေဝါနဲ့ပတ်သက်လို့ပိုပြီးတင်းတင်းကြပ်ကြပ်လှုပ်လာသလိုစေကူတာခွင့်မပေးတာမျိုးတွေအဖြစ်များလာတယ်လို့နိုင်ငံရေးအကျဉ်းသားဟောင်းတွေကလည်းဆိုပါတယ်အခုနောက်ပိုင်းထောင်ထဲမှာနိုင်ငံရေးအကျဉ်းသားတွေဆိုနမယ်ဆိုးနဲ့ကြော်ကြားတဲ့စစ်ကြောရေးကနေအဲ့ဒီနောက်ဆက်တွဲကျမ်းမာရေးရိုက်ခတ်မှုတန်းကထောင်ထဲအထိကပ်ပါလာခဲ့တာကြောင့်ထောင်ထဲစေဝါကူတာခံယူပေမဲ့ယောဂတတ်တာပြောက်ကင်းအောင်ကူတာပေးတာမျိုးမရှိခဲ့ဘူးလို့ မကြခင်ကမှထောင်ကလွတ်မြောက်လာခဲ့တဲ့အသက်30ကျော်အရွယ်အရှိနိုင်ငံရေးအကျဉ်းသူမျိုးသမီးတဦးကလည်းပြောပါရယ် PPNM ရဲ့စီးရင်တွေအရဒီနှစ်2025ဇန်နဝါရီလကနေအောက်တိုဘာလအထိအကျဉ်းထောင်အသီးသီးမှာဆေးဝါးဆောင်ရှောက်မှုလုံလောက်စွာမရရှိမှုနဲ့အရေးပေါ်ဆေးကုသခွင့်မရရှိမှုတွေကြောင့်ကြာဆုံးခဲ့တဲ့နိုင်ငံရေးအကျဉ်းသား28ဦးထိရှိနေပြီဖြစ်တယ်လို့သိရပါရယ်